မင်္ဂလာပါရှင်ကျမကတော့မှတ်နာအောင်လို့ခေါ်မလွလွပဲဖြစ်ပါတယ်ရှင်ကျမက TGNC ကုမ္ပဏီရဲ့အကြောင်းလေးနဲ့ market plan အကြောင်းလေးကိုလာရောက်ရှင်းပြခွင့်ရတဲ့အတွက်အရန်ကိုဝမ်းသာကုန်လို့မိပါတယ်ရှင်ကျမ GNC ကုမ္ပဏီမှာတစ်နှစ်ကျော်ဝင်ရောက်လာတဲ့ကို manager balance team ဆိုတဲ့ရာထူးကိုရရှိခဲ့ပါပြီရှင် ကျမဒီကုမ္ပဏီကိုမဝင်ရောက်လာခင်မှာဆိုလို့ရှိရင်ကျမအမျိုးသားရဲ့ကျမရဲ့အခြေအနေအကြောင်းဒီကုမ္ပဏီကိုရောက်ရှိလာတာပဲဖြစ်ပါတယ်အမျိုးတရားဝင်ပြီးတော့ကျမတို့ဒီ GNC ကုမ္ပဏီရဲ့ထုတ်ကုန်ပစ္စည်းဖြစ်တဲ့ယုံဟုံတရုတ်တိုင်းရင်သက်စာကိုလာရောက်ပြီးတော့မိတ်ဆက်ပေးပါတယ်ယုံဟုံဆိုတဲ့တရုတ်တိုင်းရင်သက်စာကိုမိတ်ဆက်ပေးပြီးတော့လက်ဆောင်ပေးခဲ့ပါတယ်ရှင့် အဲ့ဒါနဲ့ကျမအမျိုးသားနေပြီးတော့ဒီယုံဟုံတရုတ်တိုင်းတက်တာကိုတောက်တုံးပြီးရတဲ့အချိန်မှာဆိုလို့ရှိရင်ကျမရဲ့အလွန်ကိုကောင်းမွန်လည်လာခဲ့ပါတယ်အဲ့ဒါနဲ့ကျမနေပြီးတော့ TNC ကုမ္ပဏီကိုစိတ်ဝင်စားတာနဲ့ကိုလာရောက်ပြီးတော့လေ့လာခဲ့ပါတယ် TNC ကုမ္ပဏီဟာဆိုလို့ရှိရင်တီထောင်လာတာက14နှစ်ပြည့်ပြီးတော့15နှစ်ထဲကိုဝင်ရောက်လာပါပြီရှင် ဒါတင်မကသေးပါဘူး GNC ကုမ္ပဏီမှာဆိုလို့ရှိရင်ရုံခွဲပေါင်းကိုထိုင်းနိုင်ငံတစ်ခုတည်းနဲ့တင်90ကျော်ရှိသွားပါပြီအခုဆိုလို့ရှိရင်အာဆီယံနိုင်ငံတွေလည်းဖွင့်လှစ်ထားပါပြီရှင့်ဒါတင်မကသေးပါဘူးတခြားကုမ္ပဏီကနေပြီးတော့ GNC ကုမ္ပဏီကိုလာရောက်ဖူးပေါင်းတဲ့ကုမ္ပဏီပေါင်း100ကျော်ရှိသွားပါပြီရှင် GNC ကုမ္ပဏီဟာဆိုလို့ရှိရင်ကိုပိုင်ဆက်ယုံလည်းရှိတယ်လို့ကုန်ပစ္စည်းအမျိုးပေါင်း3000ကျော်ရှိပါတယ်ရှင် အမျိုးပေါင်း3000ကျော်ထဲမှာဆိုလို့ရှိရင်9အုပ်စုဖွဲ့ထားပြီးလေးတယ်ရှင့် ပထမအဆုံးအုပ်စုအနေနဲ့ကြတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဖြစ်စီဖြစ်ပါတယ်ဒုတိယကကြတော့အလပါနဲ့ပတ်သက်တဲ့ဖြစ်စီတွေ cosmetic တွေပဲဖြစ်ပါတယ်နံပါတ်3ကကြတော့စိုက်ပျိုးရေးတုံးဖြစ်စီပဲဖြစ်ပါတယ်ရှင်စိုက်ပျိုးရေးတုံးဆိုလို့ရှင်မျိုးစာတွေနဲ့ပတ်သက်ပြီးတော့အဆုံးရှိပါသေးတယ်ရှင်ပလေးအုပ်စုအနေနဲ့လူတုံးကုံစာတုံးကုံပဲဖြစ်ပါတယ်နံပါတ်5ကကြတော့ garment နဲ့ spray တဲ့ဖြစ်စီတွေပဲဖြစ်ပါတယ်ဒါတင်မကလေးပါဘူး GNC ကုမ္ပဏီရဲ့ခိုင်မာမှုကိုပြတာတဲ့အနေနဲ့ ဒီထိုင်းနိုင်ငံမှာရှိနေတဲ့ Bangkok ဘဏ်ရဲ့ SCB ဘဏ်ရဲ့ဒီ Kasikorn ဘဏ်ရဲ့အဲ့ဒီဘဏ်တုံးဘဏ်အနေပြီးတော့ကျမတို့ရဲ့ ID card ကိုထုတ်ပေးပါတယ် commission ကိုနေ့စဉ်နေ့တိုင်းရှင်းပေးပါသေးတယ်ရှင်အဲ့ဒီ ID card ကိုအတုံးပြုတ်ပြီးတော့ ATM အနေနဲ့လည်းအတုံးပြုတ်လို့ရပါတယ်ရှင်အခုဆိုလို့ရှိရင်အောင်မြင်မှုရရှိသွားတဲ့ပုံကိုယ်တွေဟာဆိုလို့ရှိရင်ကုန်နံပါတ်ပေါင်း1000ကျော်ရှိသွားပါပြီရှင် ထွက်ခဲ့အဲ့ဆိုလို့ရှိရင်ကျမတို့ကြည့်ကြည့်ရအောင်ဒီကုမ္ပဏီမှာဆိုလို့ရှိရင်ကျမတို့ဝယ်ယူရလွယ်ကူအောင်ဆိုပြီးတော့ JC shop ကိုလည်းအလျာဒေတာအတီးတီးကိုဖွင့်လှစ်ထားပေးပါသေးတယ်ရှင့်ကတည်းမကတည်းပါဘူးကျမတို့အိမ်ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ JC အိမ်မက်အမည်နဲ့လဲအဲဖွင့်လစ်လို့ရပါတယ်ရှင် JC M shop ကားကိုအတုံးပြုပြီးတော့နေရာ data အတီးတီးကိုတွားရောက်ပြီးဖြန့်ဖြူလို့ရပါသေးတယ်ရှင်နေရာမလိုဘူးဆိုင်ခန်းတွေမလိုဘဲနဲ့ကိုအတီးကားနဲ့အတုံးပြုပြီးတော့လည်းဖြန့်ဖြူလို့ရပါသေးတယ် GC မှာဆိုလို့ရှိရင်ကိုပိုင် shopping mall လည်းရှိပါသေးတယ်ရှင် GNC ရဲ့ကိုပိုင် shopping mall ရဲ့ပထမဦးဆုံးကတော့ခါချိန်မှာဖွင့်လှစ်ထားပါတယ်အခုဆိုလို့ရှိရင်နေရာ data အတီးတီးကို GC မှာဖွင့်လှစ်ဖို့အတွက်ကိုတည်ဆောက်နေပါပြီရှင် ကျွန်မတို့သုံးပြီးသွားတဲ့ဝင်ငွေတွေကိုဝင်ငွေအဖြစ်လဲပြန်ပြီးတော့လဲပြောင်းလဲပေးပါသေးတယ်ရှင်။ KS ဆိုလို့ရှိရင်ကျွန်မတို့ GNC ကုမ္ပဏီရဲ့ပေးတဲ့ဒီရပိုင်ခွင့်လေးတွေကိုအကျိုးခံစားခွင့်လေးတွေကိုကျွန်မတို့အဲလေ့လာကြည့်ကြရအောင်။ GNC ကုမ္ပဏီကိုစတင်ဝင်ရောက်ဖို့အတွက်ပါမှမခဲရင်ပါဦးရှင်။ပထမဦးဆုံးပတ်ငွေ450နဲ့ member ဝင်ရမှာဖြစ်ပါတယ်။ပတ်ငွေ450နဲ့ကျွန်မတို့ member ဝင်လိုက်မယ်ဆိုလို့ရှိရင်ထပ်မံပြီးတော့လဲတက်တန်းတိုးစရာလဲမလိုပါဘူး။အဲ့ဒီဟာကအမြဲတမ်းထော်ရရှင်တန်နေမှာပဲ။ ဖြစ်ပါတယ်။ကျမတို့ member ဝင်ဖြစ်သွားပြီဆိုလို့ရှိရင် ကုမ္ပဏီကနေပြီးတော့တဲ့ကျမတို့ကို GNC ကုမ္ပဏီထုတ်ကုန်ပစ္စည်းဖြစ်တဲ့ယုံဟုံတရုတ်တိုင်းရင်တက်စာကိုပလင်းတိတပလင်းပေးပါသေးတယ်ရှင့်။ကက်တလော့စာအုပ်နှစ်အုပ်ကိုလည်းပေးထားပါသေးတယ်။ကုမ္ပဏီအကြောင်းနဲ့ကုန်ပစ္စည်းအကြောင်းပါတဲ့ကက်တလော့စာအုပ်နှစ်အုပ်ကိုပေးပါသေးတယ်ရှင့်။ကျမတို့ရဲ့ကုတ်နံပါတ်ကိုလည်းထပ်ပေးပါသေးတယ်ရှင့်။ကိုယ့်ရဲ့ကိုပိုင်ကုတ်နံပါတ်ကိုအသုံးပြုပြီးတော့လည်းနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးရောရရှိရင်လည်းအလုပ်လုပ်လို့ရပါသေးတယ်ရှင့်။စေးတက်တာစာဝယ်ယူလို့ရတဲ့ member စေးနှုန်းအ တိုင်းလဲဝယ်ယူလို့ရပါသေးတယ်ရှင်။ဒါတင်မကသေးပါဘူး။နေ့စဉ်ဝင်ငွေနဲ့လစဉ်ဝင်ငွေဆိုပြီးတော့ GNC ကုမ္ပဏီကနေပြီးတော့ထပ်မံပြီးတော့ပေးပါသေးတယ်ရှင်။ ကျွန်မတို့ဒီ member ဝင်လိုက်တာနဲ့450ဝင်လိုက်တာနဲ့ကိုတီလို့အခွင့်အရေးလေးတွေကိုရရှိမှာပဲဖြစ်ပါတယ်။ကဲအဲ့ဆိုလို့ရှိရင်ကျွန်မတို့ဝင်ငွေကိုဘယ်လိုရအောင်လုပ်ရမှာလဲဆိုလို့ရှိရင်ဝင်ငွေကိုရရှိဖို့အတွက်ကိုကုမ္ပဏီကနေပြီးတော့တက်မှတ်ထားတာကတော့3825မှတ်ဖို့ပြည့်အောင်ဝယ်ယူရမှာဖြစ်ပါတယ်။ကုမ္ပဏီရဲ့ကုန်ပစ္စည်းအမျိုးပေါင်း3000ကျော်ထဲမှာကိုပါပစ္စည်းပဲဝယ်ဝယ်ဝယ်ယူလို့ရပါတယ်ရှင့်။3825မှာပို့ပြေဖို့အတွက်ကိုပါတယ်ဝင်ဝဲရပါတယ်ရှင်။ကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်မဥပမာအနေနဲ့ယွန်ဟန်း တရုတ်တိုင်းရင်းတက်စာရဲ့ပလင်းချစ်တပလင်းမှာဆိုလို့ရှိရင်အမှတ်1900 PV ရှိပါတယ်အကေးကိုနှစ်ပလင်းဝယ်လိုက်မယ်ဆိုလို့ရှိရင်3400 PV ကိုရရှိမှာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်ကိုမပြည့်သေးဘူးကိုထပ်မံပြီးတော့ပလင်းတစ်တပလင်းကိုဝယ်လိုက်မယ်ဆိုပါဆိုပလင်းတစ်တပလင်းမှာဆိုလို့ရှိရင်အမှတ်က425မှတ်ရှိပါတယ်ကဲ3400နဲ့425မှတ်ကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကိုမြတ်တက်မှတ်ထားတဲ့3125မှတ်ကိုကိုပြည့်သွားပါပြီရှင် 3825မှတ်ဖို့ပြည့်သွားပြီဆိုတာနဲ့ကိုကုမ္ပဏီကနေပြီးတော့ကိုကိုရွှေအဆင့်ဖြန့်ဖြူးသူကိုဒီစထရီဘူတာဆိုပြောပေးထားပါတယ်။ကဲအဲ့ဆိုလို့ရှိရင်ကိုစတင်ပြီးတော့ကျမတို့ဝယ်လိုက်တဲ့3825မှတ်မှာဆိုလို့ရှိရင်သူကနှစ်ပိုင်းခွဲထားသေးတယ်ရှင့်။ပထမအဦးဆုံးဆိုလို့ရှိရင်3400ကိုနေ့စဉ်ထဲကိုပို့ထားပြီးပြီးတော့425မှတ်ကိုလစဉ်ထဲကိုပို့ပေးထားပြီးပါတယ်။ ပထမအုပ်စုမှာကိုယ့်ရဲ့ပယ်ဖက်ကိုစတင်ပြီးတော့မိတ်ဆက်ပေးမယ် A ဆိုတဲ့လူဆိုပါဆို A ကလည်းကိုလိုမျိုးပဲ member ဝင်မယ်3025မှာပို့ဝယ်လိုက်မယ်ဆိုလို့ရှိရင်ဒီ425မှာပို့ကိုရရှိသွားတယ်လို့ A ရဲ့ A ရက်3400ကိုကြာတော့လဲဒီနေ့စဉ်ဝင်ငွေကိုပို့ထားပေးမှာပဲဖြစ်ပါတယ်ရှင်။ကဲအဲ့ဒါဆိုလို့ရှိရင်ကိုထပ်မှန်ပြီးတော့ဒီညာဖက်မှာကိုကထပ်မှန်ပြီးတော့ B ဆိုတဲ့လူကိုမိတ်ဆက်ပေးတယ်ဆိုပါစို့။ B ဆိုတဲ့လူကလည်းကိုလိုမျိုးပဲ member ဝင်မယ်ကိုဖြစ်အောင်ဝင်လိုက်မယ်ဆိုလို့ရှိရင် B ရဲ့425မှတ်ကိုလည်းလဆင်တဲ့ကိုပို့ထားပြီးပြီးတော့ B ရဲ့3400ကိုလည်းနေ့စဉ်ဝင်ငွေထဲကိုပို့ထားပေးပါမယ်။ အဲ့ဆိုလို့ရှိရင်ကိုကပဲတင်ညာတက်ရှိသွားတဲ့အတွဲကုမ္ပဏီကနေပြီးတော့ကျမတို့ကိုပတ်ငွေ1000ကိုကော်မရှင်ပေးမှာပဲဖြစ်ပါတယ်။ A ကနေပြီးတော့ထပ်မံပြီးတော့တွားပြမိတ်ဆက်ပေးမယ်ဆိုလို့ရှိရင် A ကလည်းဥပမာဥတက်ဆိုတဲ့လူကိုတွားပြမိတ်ဆက်ပေးရဲဆိုပါဆိုဥတက်ကိုမိတ်ဆက်ပေးလိုက်တဲ့အချိန်မှာဥတက်ကလည်း member ဝင်မယ်ကိုလိုမျိုးပဲကိုဖြစ်အောင်ဝင်လိုက်မယ်ဆိုလို့ရှိရင်အဲ A ရဲ့ပေပယ်ဖက်မှာလည်းဥနှစ်ဆိုတဲ့လူကိုထပ်မံပြီးတော့မိတ်ဆက်ပေးလိုက်မယ်ဆိုပါဆိုအဲ့ဆိုလို့ရှိရင်ပယ်တင်ညာတက်ရှိသွားတဲ့အတွဲ A မှာလည်းပတ်ငွေ1000 ထောင်ကိုရရှိသွားပါမယ်။ KSP ကလည်းအဲ့လိုမျိုးပဲထပ်မံပြီးလူ၂ယောက်ကိုထပ်မံပြီးမိတ်ဆက်ပေးမယ်ဆိုပါဆို။ B ကလည်းဥပမာဥ၃နဲ့ဥ၄ကိုမိတ်ဆက်ပေးမယ်ဆိုပါဆို။ဥ၃နဲ့ဥ၄ဝင်ရောက်လာတဲ့ကို B ကလည်းပတ်ဝန်းကျင်တထောင်ကိုရရှိပါမယ်။အဲ့ဆိုလို့ရှိရင်ကိုကြီးကြီးရအောင်၁နှစ်၃၄တီကိုမိတ်ဆက်ထားပေးတာမဟုတ်ပါဘူး။ A နဲ့ B နဲ့မိတ်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကိုနဲ့လည်းတက်ဆိုင်ပါတယ်ဆိုပြီးယူဆလို့ရပါတယ်ဆိုပြီးကုမ္ပဏီကနေပြီးတော့ကျမတို့ကိုပဲနဲ့ညာနဲ့ရှိသွားတဲ့အတွက်ပတ်ဝန်းကျင်တထောင်ကိုရရှိအောင်မှာဖြစ်ပါတယ်။ တာတင်မကရေးပါဘူး1နှစ်3လေးကနေပြီးတော့ထပ်မှန်ပြီးတော့လူ၂ယောက်စီကိုထပ်မှန်ပြီးတော့မိတ်ဆက်ပေးသွားမယ်ဆိုလို့ရှိရင်ကိုကိုလာကြည့်မယ်ဆိုလို့ရှိရင်ပယ်လေးညာလေးရှိသွားတဲ့အတွက်ကုမ္ပဏီကနေပြီးတော့ကျမတို့ကိုပတ်ငွေ၄ထောင်ထပ်မှန်ပြီးတော့ပေးပါအောင်မယ်ရှင်ဥပမာဒီပယ်ဖက်အချမ်းမှာ၈ဝင်လာတယ်ညာဖက်အချမ်းမှာ9ဝင်လာတယ်ဆိုပါစို့၈၉ဝင်လာတယ်9ဝင်လာကုမ္ပဏီကစုံမှပဲတိုက်မှပဲပေးပယ်နဲ့ညာနဲ့တိုက်မှပဲပေးမယ်ဆိုတော့ကျမတို့ဒီမှာ9စုံတော့တိုက်သွားပြီးပါပြီအဲဆိုလို့ရှိရင်ဒီ9 ဆုံးရှိသွားတဲ့အတွက်ကုန်ကြီးကနေပြီးကျွန်မတို့ကိုပတ်ငွေ9000ပေးပါသေးတယ်ရှင်ပုံနေတဲ့3000ဟောတဲ့ပုံနေတဲ့3000ကျတော့တဲ့ဒီညာဖက်မှာမလာမချင်းကိုစောင့်ပေးပါမယ်အချိန်ကန့်တချက်မရှိပါဘူးပဲအချိန်ပဲဝင်လာဝင်လာစောင့်ပေးမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်လဆယ်လတိုင်းလည်းဝယ်ယူစရာမလိုပါဘူးဒီညာဖက်မှာဝင်လာတဲ့ဆိုတာနဲ့ကိုပဲနဲ့ညာနဲ့ညီရွာပြီဆိုလို့ရှိရင်ကုန်ကြီးကနေပြီးကျွန်မတို့ပတ်ငွေနောက်ထပ်3000ထပ်မှန်ပြီးပေးပါသေးတယ်ရှင့် ပယ်ဆက်9ည15ကိုတိုက်သွားပြီဆိုတာနဲ့ကိုပတ်ငွေ1000ခွဲရရှိမှာဖြစ်ပါတယ်။ကုမ္ပဏီကအ ਨੇ ဆုံးတရက်ကိုပတ်ငွေ1000ပေးပြီးတော့အမြင့်ဆုံးကို1000ခွဲထိပ်ပေးထားပါသေးတယ်ရှင်။တာတင်မကတိပါဘူး။ CNC ကုမ္ပဏီဟာဆိုလို့ရှိရင်ကျမတို့ကိုယာထူးလဲထပ်မံပြီးပေးပါသေးတယ်ရှင်။ယာထူးကိုပဲလို့တွက်မှလဲဆိုလို့ရှိရင်ကိုကနေပြီးတော့စတင်မိတ်ဆက်ပေးလိုက်တဲ့ A ဆိုတဲ့လူကနေစတင်ပြီးတော့ B ဆိုတဲ့လူကနေစတင်ပြီးရည်တွက်သွားမယ်ဆိုလို့ရှိရင်ပယ်ဖက်မှာ600ညာဖက်မှာ600ရှိသွားပြီဆိုတာနဲ့ကိုကိုမန်နေဂျာဆိုတဲ့ယာထူးကိုရရှိပါမယ်။ပယ်ဖက်1800ညာဖက်1800ဆိုလို့ရှိရင်တရိုက်တာဆိုတဲ့ယာထူးကိုရရှိမှာဖြစ်ပါတယ်။ပယ်ဖက်4000ညာဖက်4000ဆိုလို့ရှိရင် President ဆိုတဲ့ယာထူးကိုရရှိမှာပဲဖြစ်ပါတယ်။ကို M MTP ဆိုတဲ့ရာထူးကိုရရှိသွားပြီဆိုတာနဲ့ကိုကုမ္ပဏီကနေပြီးတကပါလုံးရဲ့ရောင်းအပ် PV စုစုပေါင်းရဲ့4.5ရာခိုင်နှုန်းကိုယူပြီးတော့ manager ဆိုတဲ့ရာထူးကိုတပုံ၊ director ဆိုတဲ့ရာထူးကို3ပုံ၊ president ဆိုတဲ့ရာထူးကို9ပုံပေးထားပါတယ်။မန်နေဂျာရထူဟာဆိုလို့ရှိရင်အမြင့်ဆုံးပတ်ငွေ1000ခွဲထိရရှိမှာမယ်။ဒါရိုက်တာဆိုတဲ့ရထူမှာအမြင့်ဆုံးပတ်ငွေ9000ထိရရှိမှာဖြစ်ပါတယ်။ ပရက်စီဒန့်ဆိုတဲ့ရာထူးကကြတော့အမြင့်ဆုံးပတ်ဝန်းကျင်တိုင်းထိကိုရရှိပါမယ်ဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။အတက်အမခံချီလဲကုမ္ပဏီကနေပြီးတော့ပတ်ငွေ30သိန်းလေးထပ်မံပေးရတယ်ရှင့်။နောက်ထပ်ဒီအမွေဆက်ခံပိုင်ခွင့်လဲပေးပါသေးတယ်ရှင့်။အကယ်လို့ကိုကဒီကုမ္ပဏီတက်မှတ်ထားတဲ့ promotion ကိုကိုရရှိသွားပြီဆိုလို့ရှိရင်နိုင်ငံခြားခရီးစဉ်တွေကို free တွားရမှာဖြစ်ပါတယ်။အဲဆိုလို့ရှိရင်ကျမတို့ကြည့်ကြည့်ရအောင်ကျမတို့ခဏတော့ဒီဟာကြောင့်ကျမတို့ရဲ့နေ့စဉ်ဝင်ငွေပဲပေါ့နော်ရှင့်။လစဉ်ဝင်ငွေမှာဆိုလို့ရှိရင်လည်း กูเวท้าได้เรียนในสงานบีกูอยากกูไปอันแบบ ကိုစတင်ပြမိတ်ဆက်ပေးလိုက်တဲ့ A ဆိုတဲ့လူရဲ့425မှတ်နေစပြီး B ဆိုတဲ့လူကနေ425မှတ်နေစပြီးတော့ကိုနှစ်ရခိုင်နှုန်းကိုရရှိပါမယ်ဒီလဆင်ဝင်ငွေထဲမှာလည်းရထုကိုထပ်ပေးသေးတယ်ရှင့်ဒီလဆင်ဝင်ငွေမှာရထုကိုပဲလို့ပေးထားတာလဲဆိုလို့ရှိရင်4200ကို1 unit လို့တက်မှတ်ပါတယ်ပဲဖက်600 unit ညာဖက်600 unit ဆိုလို့ရှိရင် manager ဆိုတဲ့ရထုကိုရရှိတယ်လို့ပဲဖက်1800ညာဖက်1800 unit ရှိသွားပြီဆိုလို့ရှိရင် letter writer ဆိုတဲ့ရထုကိုတရရရှိအောင်မှာဖြစ်ပါတယ်။ပဲဖက်4000ညာဖက်4000ညာရှိသွားပြီဆို လို့ရှိရင်လည်း president ဆိုတဲ့ရာထူးကိုထပ်မံပြီးရရှိပါအောင်မယ်ရှင်။လစင်ဝင်ငွေရဲ့ MTP ဆိုတဲ့ရာထူးကိုရရှိသွားပြီဆိုတာနဲ့ကိုတက္ကပါလုံးရဲ့ရောင်းအား PP စွစွပေါင်းရဲ့30ရာခိုင်နှုန်းကို ယူပြီးတော့ manager ဆိုတပုံ၊ director ဆို3ပုံ၊ president ကိုခုနှစ်ပုံထပ်မံပြီးပေးပါတယ်ရှင်။ဒါတနည်းပြည့်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ပါလုံးရဲ့ရောင်းအား PP စွစွပေါင်းရဲ့600ခိုင်နှုန်းကိုယူပြီးတော့လေ manager တပုံ directors ကို၃ပုံ president ကိုကျတော့၇ပုံကိုပေးထားပါသေးတယ်ရှင့်ဟုတ်ကဲ့ဒီဟာကျတော့ကျမတို့ရဲ့နေ့စဉ်နဲ့လဆင်ဝင်ငွေရဲ့အဲဝင်ငွေလမ်းကြောင်းလေးပဲဖြစ်ပါတယ်ရှင့်ဒါတင်မကသေးပါဘူး GNC company မှာဝင်ငွေလမ်းကြောင်းမြောက်များစွာထပ်မံပြီးတော့ရှိပါသေးတယ်ရှင့်ဟုတ်ကဲ့ GNC company ကနေပြီးတော့ဒီလိုအဲအခွင့်အရေးကောင်းလေးတွေကိုပေးတဲ့အတွက် GNC company ကိုအရန်ကိုကျေးဇူးတင်ပါတယ်ရှင့်အခုကျမဆိုလို့ရှိရင်ဒီနိုင်ငံခြားခီးစင်တွေကိုတနစ်ကျော်ကာလပတ်အမှာကျမကိုရီးယားလည်း ရောက်ရှိခဲ့ပါပြီးပတ်စံတပြားမကုန်စရာမလိုပါဘူးကုမ္ပဏီကနေပြီးတော့ပို့ဆောင်ပေးခဲ့ပါတယ်ကျွန်မမိသားစုနဲ့အတူတူတွားရောက်ခဲ့ပါတယ်ရှင်ဒါတင်မကလေးပါပေကျင်းခရီးစဉ်ဒီရှန်ဟိုင်းခရီးစဉ်လည်းတွားခဲ့ပါပြီရှင်နောက်ထပ်ခရီးစဉ်ပေါင်းမြောက်များစွာလည်းကျွန်မတို့ထပ်မံပြီးတော့တွားရအောင်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ JNC ကုမ္ပဏီကိုကျေးဇူးတင်ပါတယ်ရှင်